မင်္ဂလာညချမ်းပါခင်ဗျာနိုဝင်ဘာလ23ရက်ဓမီစီမပရိုင်တိုင်းမီစီမသတင်းအစီအစဉ်ကနေကြိုဆိုပါရစေဒီအစီအစဉ်ကိုကျွန်တော်နောက်နောက်ကတာဝန်ယူတင်ဆက်ပေးသွားမှာပါဒီနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ UNG ကဝင်ကြီးဌာနတချို့ကိုဥစည်းဌာနအဖြစ်ပြောင်းလဲမယ့်သတင်းစစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုဝရန်ထုတ်ဖို့ ICC ကိုမြန်မာတမ်မတ်ကြီးတိုက်တွန်းလိုက်တဲ့သတင်း စင်ကူးမှာစစ်ဘေးရှောင်တွေနေထိုင်တဲ့စာတင်ကြောင်းလေကြောင်းတိုက်ခိုက်ခံရတာကြောင့်9ရောက်တေဆုံးသွားတဲ့တဲ့အရှိတောင်အာရှကြားဖြန့်တိုက်ဖြတ်ဖို့အတွက်တိုက်ခိုက်ရေးတပ်ဖွဲ့အမေရိကန်က ဖွဲ့စည်းလိုက်တဲ့တဲ့ကြားဖြန့်တွေဟာတားကောင်ရဲ့ WhatsApp app ကိုရယူဖို့နီးလဲတစ်သုံးလာတဲ့တဲ့နဲ့ဒီနေ့အတွက်နောက်ဆုံးရရွှေစင်းနဲ့ငွေစင်းအကြောင်းတွေကိုလည်းတင်ဆက်ပေးသွားဖို့ရှိနေပါတယ်ခင်ဗျာအမျိုးသားညညရဲ့အစိုးရ NUG ဟာ ူလက်အောက်မှာရှိတဲ့ဝင်ကြီးဌာနတချို့ကိုဥစည်းဌာနအဖြစ်ပြောင်းလဲဖို့အဖွဲ့အတွင်းမှာဆွေးနွေးညှိနှိုင်းမှုတွေရှိနေတယ်လို့ NUG နဲ့နှိဆက်တဲ့မီးစီမရဲ့သတင်းရင်းမြစ်တွေစီကစုံစမ်းသိရပါတယ်။လက်ရှိအမျိုးသားညီညွတ်ရေးအစိုးရ NUG မှာဝင်ကြီးဌာန18ခုရှိပြီးဝင်ကြီး16ဦးနဲ့ဒုတိယဝင်ကြီး18ဦးတို့တာဝန်ထမ်းဆောင်နေကြတာပါ။ ဘယ်ဝန်ကြီးဌာနတွေကိုဦးစီးဌာနအဖြစ်ပြောင်းလဲဖို့ရှိနေတယ်ဆိုတာကိုတော့လောလောဆယ်မှာမသိရသေးသလိုမီဇီမာရဲ့စုံစမ်းမေးမြန်းမှုတွေအရဆွေးနွေးညှိနှိုင်းနေကြဆဲအခြေအနေလို့ပဲဖြစ်ကြကြပါတယ်။လက်ရှိမှာတော့ NUG ရဲ့ပြုပြင်ပြောင်းလဲရဲ့ကော်မတီကဝန်ကြီးဌာနတချို့ကိုဦးစီးဌာနအဖြစ်ပြောင်းလဲလိုက်တာနဲ့ပတ်သက်ပြီးပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ထံကိုစာတင်ပြထားတယ်လို့မီဇီမာရဲ့နောက်ထပ်သတင်းချင်းမြစ်တအုပ်ကလည်းအတည်ပြုပြောပါတယ်။ NUG အမျိုးသမီးလူငယ်နိုင်ကလေးတငယ်ရေးရာဝင်ကြီးနော်ဆူဆန္နာလှလှဆိုးဟာလေဝင်ကြီးအဖြစ်ကနေနှုတ်ထွက်ပြီးဖြစ်ကသူ့ရဲ့ဝင်ကြီးဌာနကိုဥစည်းဌာနအဖြစ်ပြောင်းပြီးတခြားသူတွေကဥဆောင်မယ်လို့မီစီမရဲ့သတင်းရင်းမြစ်ကပြောပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အတည်ပြုနိုင်ဖို့နော်ဆူဆန္နာလှလှဆိုးစီကို မီစီမကအီးမေးလ်ကနေဆက်သွယ်မေးမြန်းထားပေမဲ့အကြောင်းပြန်တာမရှိသေးပါဘူး အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ဝန်ကြီးချုပ်ယုံပြောခွင့်ရသူဦးနေဘုံလက်ကိုမီစီမကဆက်သွေရမှာတင်းလျော်တဲ့အချိန်မှာထုတ်ပြန်ပေးသွားမယ်လို့ပြောပါတယ်